drone ပြန်တမ်းမှုကိုရပ်တန့်ဖြုန်ချနိုင်တဲ့ SkyNet Anti Drone System တလုံးအပါအဝင်သိပ္ပံနည်းပညာဆိုင်ရာပစ္စည်းတွေမှုကင်းရဲတပ်ဖွဲ့မှဖြည့်တင်းဆောင်ရွက်လျက်ရှိရလို့ပြည်ထောင်ဝင်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးကပြောကြားလိုက်ပါတယ်။ဒီကနေ့ဇွန်လ26ရက်နေ့ကပြည်သူ့လွှတ်တော်မှာမွန်ပြည်နယ်တထုံမဲဆန္ဒနယ်ကဒေါ်မမခိုင်ရဲ့မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားရမှာဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးကအခုလိုထည့်သွင်းပြောကြားခဲ့တာပါ။မြန်မာနိုင်ငံရဲတပ်ဖွဲ့မှုကင်းရဲတပ်ဖွဲ့ဟာမှုကင်းစုံစမ်းစစ်ဆေးခြင်းအတွက်တိကျတဲ့အဖြေရရှိစေတဲ့အထောက် ကူပြုသိပ္ပံဤပညာပိုင်းဆိုင်ရာပစ္စည်းတွေဖြည့်တင်းလျက်ရှိပြီး2016-2019ဘဏ္ဍာနှစ်မှာလက်နက်နဲ့ဆက်ဆက်ပစ္စည်းတွေပေါက်ကွဲရန်ပစ္စည်းတွေသိငယ်တဲ့ပစ္စည်းတွေငွေတုစတာတွေကိုစစ်ဆေးတဲ့ဆက်တွေအပါအဝင်ကွန်ပျူတာ forensic, network forensic, video forensic အမျိုးအစား9မျိုးကိုစုစုပေါင်း10လုံးဝယ်ယူဖြည့်တင်းပေးခဲ့တယ်လို့ဗိုလ်ချုပ်အောင်စိုးကပြောကြားခဲ့တာဖြစ်ပါတယ်။ဒီလေဝန်ကြီးဌာနလက်အောက်မှာရှိတဲ့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့များတဲ့လုပ်ငန်းဆောင်ရွက်ရမှာလိုအပ်တဲ့အင်အားဖြည့်တင်းနိုင်ရေးနဲ့ကိရိယာများ ဆက်သွေးစက်များဤပညာများဘတော်ရင်နဲ့ဆက်သုံးစီများဒီနီကောင်းနဲ့ရိတ်ခါများဤစိန်များကိုလက်ရှိကာလအခြေအနေနဲ့ကိုက်ညီအောင်ဖြည့်ဆည်းပေးနိုင်ရေးအတွက်ပြည်စင်ဘဏ္ဍာငွေခွင့်ပြုချက်တင်ပြတောင်းခံပြီးဖြည့်တင်ဆောင်ပြီးလည်းရှိပါသောပြည်စင်ခွင့်ပြုရန်ပုံငွေကိုလည်းဘဏ္ဍာရေးလုံ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 ဤဒီဇယ်ဥတွေမိညွှန်ကြားချက်များနဲ့စေကြဖွင့်ဝေပုံဆွေးလျက်ရှိပါကြောင်းလုပ်ငန်းဆောင်ဆောင်ရေးတို့တဲ့မြန်မာလာရေးနဲ့လုပ်ငန်းမှန်ကန်ချုံးမွေ့စည်းအတွက်ကိုလည်းတွင်တရံနဲ့အစ်စ်သာရတောင်းလဲရေးကိုလည်းစင်ဆက်မပြတ်ဆောင်လျက်ရှိပါကြောင်းပြန်လည်ရှင်းလင်းပြကြပါမယ် ြည်ရင်းဝင်ကြီးဌာနဒုတိယဝင်ကြီးရဲ့လွှတ်တော်ကိုတင်ပြချက်အရ2019-2018ဘဏ္ဍာနှစ်မှာလက်ဝေစနစ် database system including set တလုံးမှုကင်းဆိုင်ရာလူမှုရေး website တွေစစ်ဆေးတဲ့ပစ္စည်း social forensic တလုံး portable x-ray set တလုံး လက်ကင်သုံးပောက်ကွဲပစ္စည်းအနှံ့ခံစက် handheld explosive sniffer နှလုံး drone ပြန်တမ်းမှုကိုရက်တက်ဖြုတ်ချနိုင်တဲ့ skynet anti drone system တစ်လုံး video pole camera တစ်လုံးနဲ့ပြစ်ခတ်လိုက်တဲ့ကြည်စံဖမ်းယူတဲ့ပစ္စည်း bullet catcher collection chamber တစ်လုံးဝယ်ယူဖြည့်တင်းထားတယ်လို့သိရပါဗျ။ဒါအပြင်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအသုံးပြုတဲ့ခင်မမီတော့တဲ့လက်နက်တွေအစားလက်ရှိအခြေအနေနဲ့ကိုက်ညီတဲ့ခင်မီမောင်းပြန်လက်နက်တွေနိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီလူစုလူဝေးတွေကိုလူစုခွဲရမှာအသုံးပြုတဲ့အခါအထူးကယုံနှင်းနီး င်းရဲလက်နက်တွေကိုဝယ်ယူပြီးခေတ်ကာလနဲ့အညီပြောင်းလဲတက်ဆင်တာကိုအဆင့်၃ဆင့်နဲ့ဆောင်ရွက်ပေးခဲ့တယ်လို့၎င်းကပြောကြားခဲ့ပါတယ်။ဒါ့အပြင်လူစုကွဲရမှာအသုံးပြုတဲ့အခါအထီးကယုံနှိမ်နေရေးဝစ်စုံနဲ့ဆက်ဆက်ပစ္စည်းတွေကိုဝယ်ယူဖြည့်တင်းပေးလျက်ရှိပြီးစက်သွေးရေးနည်းပညာတိုးတက်လာတာနဲ့အညီလုံခြုံရေးနဲ့ပြစ်ပေါ်လာတဲ့မှုကင်းတွေထိရောက်မြန်ဆန်စွာဖော်ထုတ်နိုင်ရေးအတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုခင်မီစက်သွေးရေးပစ္စည်းတွေနဲ့စက်သွေးရေးနည်းပညာတွေဖြည့်ဆည်းပေးလျက်ရှိရလို့ပြည်ထောင်ဝင်ကြီးဌာနဒုတိယဝန်ကြီးကထည့်သွင်းပြောကြားခဲ့ပါတယ်။အလားတူခင် င်းမီဆက်သွယ်ရေးပစ္စည်းတွေနဲ့ဆက်သွယ်ရေးနည်းပညာတွေမော်တော်ယာဉ်နဲ့စက်သုံးစီတွေယူနီဖောင်းတွေနဲ့ရိတ်ခါတွေခရီးစရိတ်တွေကိုလည်းလက်ရှိကာလအခြေအနေနဲ့ကိုက်ညီအောင်ဖြည့်ဆည်းပေးနိုင်မှုအတွက်နှစ်စဉ်ဘဏ္ဍာငွေခွင့်ပြုချက်တင်ပြတောင်းခံပြီးဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိကြောင်းလည်းပြည်ထောင်ဝင်ကြီးဌာနဒုတိယဝင်ကြီးဗိုလ်ချုပ်အောင်စိုးကပြောကြားခဲ့ပါတယ်။